ုလှလိုက်တာ စားကျင်စီရတယ်မင်္ဂလာပါမတို့ရေဒါလေးပဇွန်ချောက်တွေဒီနေ့တဝက်ရောက်ပြီးပဇွန်ချောက်ရောက်ရင်းနေလေးပြပေးကျင်တာဒါမင်းတို့ရွာနေပြီးတော့ကိုကြီးခုတော့ဝနေပြီးတော့တော့မှဆိုကောက်ကောက်ညုံလို့ခေါ်တယ်ဒီလိုဒီလိုဒီလိုကောက်ကောက်ကလေးတွေတကယ်ရလေအခုကရေထရရဖြစ်တဲ့အတွက်အကောက်ကောက်ကလေးတွေမရတော့ဘူးပါဒီလိုအရွက်ပြန်သွားတာတွေပဲရတော့တယ်ဒါညီမတို့ဒေတာအခေါ်ဒီဟာကိုကောက်ကောက်ညုံလို့ခေါ်တယ်မကြည့်နော်မတို့ပြပေးမယ်အနည်းငယ်ဒီမှာညီမတို့ရဲ့ဒေတာအခေါ်ဆိုရင်ဒါကောက်ကောက်ညုံလို့ခေါ်တယ်ဒီမှာ ဒီလိုမျိုးလေးဒီလိုမျိုးလေးအဲ့ဒါလေးကနေပြီးတော့ပြန်သွားတာပေါ့နော်အရက်အရက်ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့အဲ့ဒါလေးအကောင်ကနုနုလေးမလို့စားလို့ရတယ်လေညီမတို့ဘက်ကရေချိုးရေငန်ထွက်လေသားထွက်ပစ္စည်းမလို့ဒီလိုရာသီမျိုးပဲစားရတာကောက်ကောက်ညောင်းမှာအများကြီးပဲခူးလာတာဒီမှာအများကြီးပဲပြီးရင်ခနန်းလေးလည်းပြုတ်နေပြီပြပေးမယ်ကဲမတို့ဒီမှာခနန်းလေးအကိုကြီးပါလာတို့ခနန်းပြုတ်နေပါပြီခနန်းပြုတ်တာစကေးရှိတယ်နော်တို့ကလေအိုးကက်အောင်ပြုတ်တယ်အိုးကက်အောင်ပြုတ်မှစားကောင်းတာ ူးလှလိုက်တာစားကျင်စီရတယ်ဟင်မင်းအကိုကြီးရွာနေပြီးတော့ပစုံချောက်လာပို့ရင်းနဲ့ဒီမှာကြည့်အောင်ကနန်းနေကနန်းနေကနန်းနေကနန်းအကောင်ကြီးပဲဒီမှာကြည့်အောင်မားတို့ရေစားချောက်ပါဦးရှင်ဒီမှာကနန်းပြုတ်စားနေတယ်ကနန်းကိုပြုတ်လို့ရှိရင်လေအဲ့လိုမျိုးဒါတို့တမန်တွေရရတဲ့ကနန်း မန်နေရရတဲ့ကဏ္ဍနဲ့ဒီလိုမျိုးလေးပုတ်ကတ်အောင်ပြုတ်ရအောင်နော်အဲ့ဒါမှစားကောင်းတာဒီဘက်ဝါစားရှိကြမလို့ရေးစားပါအောင်ရှင်ဒီဘက်ကိုတစ်ခါစားရတာကဏ္ဍမင်းတို့ကဒီလိုမျိုးလေးဟိုပင်လေကဏ္ဍနေဆိုလို့ရှင်ညီမတို့ဘက်ကမစားဘူးဒီလိုမျိုးကွင်းကဏ္ဍလေကဏ္ဍနေပဲစားကြတာများတယ်ဒါကြတော့အမဒါအထီးဂျေပါလားမသိဒါဂျေအမဒါအမအမဆိုတာဒါမျိုးဒီမှာဂျေဂျေဂျေဒါဂျေကဏ္ဍမှာဆိုရင်ဂျေလို့ခေါ်တယ်ဂျေဆိုတာကွာ main ဥစားပေါ့အရောက်ပေါ့ အဲ့ဒါဂျေပေါ့အဲ့ပူလိုက်တာမိဒီလုံးကောင်းလေဒီလုံးဒီလုံး share ပဲဒီလုံးဖယ်ထားမယ်ဒီလုံးကလေးကိုကျွေးလိုက်ဒါလေးကျွေးလိုက် share ပဲမဟုတ်ကြာကြီးပဲကဲဒါတော့ကနန်းသပြီးတော့အသားထုတ်ပြီးတော့အလုံးလိုက်ရင်စားတာကနန်းအလုံးဟိုလောက်ပါလေအလုံး35လုံးလုံး40နီးပါးလောက်ပါလေဆိုတော့ဒါကတော့ ဒီအကူရောက်ရောက်ရှင်စားတာပေါ့နော်တယောက်တစ်လုံးစီစားတာပြီးရင်ကျင်းတဲ့ဟာတွေကိုထပ်ပြုတ်ပြီးတော့အခွန်နှွာမယ်အဲအသားနှွာမယ်အသားအခွန်နှွာပြီးတော့ပေါ့နော်ဟိုကြော်မယ်ပေါ့ ซีปูปูလေးเนี่ยแท้ပြီးတော့ပြန်จ่อมั้ยဒါကတော့အသားနှောင်းအသားလေးတွေလေးပြစ်တက်နေတာပဲတိလားပြစ်တက်နေတာမစကောင်းနေတော့ဒါကလေးမင်းတို့ကနန်းပြုတ်တဲ့ခါကျရင်သူ့အားလေးကိုစားလေးနည်းနည်းလေးထည့်ပြုတ်ရတယ်ပြီးသွားလို့ရှိရင်ဥက္ကဲအောင်ပြုတ်လို့ရှိရင်အဲ့လိုတင်းတင်းလေးမင်းတို့ဘက်ကကြာအဲ့လိုမျိုးဒီလဲကနန်းပေါ့လဲကနန်းကွင်းကနန်းနေစားတာများကြတယ်ဆိုတော့ဟိုစားကောင်းနေရောမာတို့ရေကနန်းကိုလက်ညက်အသေးပတိလေးတွေအစားရေရက်ကလေးတွေအစားစားကောင်းနေရောဒါမင်းတို့ကကနန်းကငငယ်လေးကစားနေကြဆိုတော့ကနန်းတလုံးခဏလေးပဲစားတာလေ ဲ့ဒါပါကဲဒီကပြီးလို့ရှိရင်အသားတွေထွင်နေပါပြီအသားထွင်ပြီးသွားလို့ရှိရင်တော့မနေ့ကျလို့ရှိရင်ကြော်တာလေးဖက်ပြပေးမယ်နော်ကဲဒါကတော့နောက်တစ်လုံးထပ်စားပါမယ်ဒါအသားပြစ်တက်နေရပဲသူကလို့ရှက်ကိုကြည့်လိုက်တာနဲ့တည်တယ်လေဒီမှာကြည့်ပါဦးအသားကိုပြင့်နှစ်ပြီးတော့ဒီလက်လက်လက်လို့စားလို့ရမ်းကောင်းတာပဲမဟုတ်ရှိုးနေရောမကြည့်ဦးအသားကိုပြင့်နှစ်နေတာကနန်းနေရအဲ့လိုမျိုးตัวนี้กะนั้นซ้าได้ขาจายลาภิลาก๋วยชื่อเดลาลาภิสุรุษิยอตาเนเนช่องเลยป้อเนาะ အရေးအရေးလဲတွေများတယ်ဒီလိုအချိန်စားတဲ့ခါကျတော့ရေသေးရစားတဲ့ခါကျတော့အသားကိုအဲ့လိုမျိုးပြစ်တင့်နေအောင်မကြည့်ပါဘူးဥတွေပဲစားရတာရှယ်ပဲမိုင်းတော့မင်းတို့ကကနန်းဆိုရင်အဲ့လိုမျိုးပဲစားတာရှယ်ပဲပင်လေကနန်းကြီးနေနဲ့မတူဘူးလေစားရတဲ့အရာသာကဲအဲ့ဒါပြီးသွားလို့ရှိရင်ဒါလေးရတော့ဒီညစားလိုက်မယ်ကွယ်ချပိုးတဲ့ဟာတွေကထက်ပြုတ်ပြီးတော့ကနန်းအသားထွက်မယ် ထုတ်ပြီးမှကြော်မယ်မတို့ရဲ့ဒီမှာကြည့်အောင်စကောင်းလာမတို့ရဲ့အရသာကိုလုံးဝထိမိနေတာပဲအဲ့ဒါဘာမှမပေါဘူးမင်းတို့ကဒီတိုင်းပဲစားတာကနန်းကိုအရှင်ရေဒီပိုင်းနဲ့လည်းအဲ့လိုစားတာမကြိုက်ဘူးကနန်းရပြီဆိုလို့ရှိရင်အဲ့လိုမျိုးပဲပြုတ်စားကြတာမကြည့်အောင်ကနန်းထွင်တာလွယ်လွယ်လေးနော်မကြီးတို့မခတ်ဘူးမခတ်ဘူးကနန်းကဘာမှထွေတူတူခတ်မခတ်ဘူးအသားဖြစ်တာမကြည့်အဲ့ဒါတစ်ချမ်းလေးခွဲလိုက်ပြီးအနှစ်ကလေးတွေကိုစားရှေ့ပဲ ညီမမင်းကတချက်မေးကြီးကိုကျွေးလိုက်တယ်အသားလေးတွေပြည့်နေတော့လေစားကောင်းလို့ကနန်းကလေအလုံးကြီးတာမကြည့်တာတဲ့ကနန်းကဒီကအသားပြည့်နေဖို့လို့တဲ့အသားပြည့်ရင်အရင်စားကောင်းတော့ပဲရှေ့ပဲကနန်းစားရတော့မိသားစုလိုက်မှာကျွမ်းကျင်စစ်တရားဟိုနှလုံးကြစီတာကနန်းစားနေကြတာပိုတဲ့ဟာကတော့မင်းတို့အသားဖြင့်ပြီးတော့ကြော်ပါမယ်ဒါကတော့မင်းပိုတဲ့အလုံးအစိတ်လောက်ပေါ့နော် ကျန်တာတွေအကုန်လုံးပြုတ်စားပြီးသွားပြီကျန်တဲ့အလုံးအစိတ်လောက်ကိုအသားလေးဖြင်ပြီးတော့အသားနှွင်လိုက်တာပေါ့နော်နှွင်ပြီးတော့ကြော်လိုက်တာဘာမှမပါဘူးတော့မတို့ဒါစီနဲ့ဟိုပါလေစားလေးနည်းနည်းလေးတော့ထည့်တယ်ကျန်တာဘာမှမထည့်ဘဲနဲ့ကနန်းဒီလိုမျိုးအသားတွေရွေးကြော်စားတာကနန်းကြော်စားတာအဲ့လိုလက်လက်လက်တယ်အဲ့လိုမျိုးအသားပြည့်တဲ့ကနန်းကိုကြော်စားမှစကောင်းစားချပါအောင်မတို့